ိုးစားတဲ့လူတွေတိုင်းအတိုင်းကသူတို့အတွက်အခွင့်အရေးတစ်ခုဆိုတာအမြဲတမ်းရှိတယ်မရှိဘူးဆိုတာမရှိဘူးဟုတ်နည်းနည်းလေးစိုးရအောင်နောက်ကြပဲကွာလိမ့်မယ်အဲ့တော့ကိုယ့်ကိုစိတ်ပြတ်မနေဘူးပဲအခုဆိုတာမမောင်းလင်း तू ကျိုးသူ့ရဲ့စိုးစားမှုတွေကြောင့် तू ASEAN team မှာပါတာဗျာသူ့ကိုမလာခဲ့ဆိုပြီးတော့ဘယ်သူမှမခေါ်ဘူးဘာလို့တန်းစီနေတဲ့ player ကြီးအများကြီးရှိတယ် select လုပ်ခံရဖို့ဘာလို့ तू ပါလဲဟုတ်ကံကောင်းလို့ပါမှာမဟုတ်ဘူးဗျာအဲ့ဒါအဖြေပဲအရှိကိုဆက်သွားလို့ရတဲ့အနေထားကြီးအများကြီးရှိသေးပါတော့ ဘာဖြစ်လို့ဆိုတော့ तू ငယ်ရေးရောပြီးတော့30နာကတ်နေရပလီယာလည်းမဟုတ်ဘူးအဲ့တော့ तू စ조사ရ조사တော့အရှိကိုရောက်နိုင်သေးတယ်အဲ့တော့ဟိုအတွေးလေးတွေမမှားဘူးလမ်းလေးတွေမချိုးပါဘူးပဲဒါကျွန်တော်ဟိုအကိုတယောက်တိုက်တွန်းတာပါကဘာကဘာကျော်မန်ယူသင်းကိုဒါကိုသိနိုင်ခဲ့တဲ့အတွက်ကြောင့်မို့လဲဒါသူ့ရဲ့ဖြောက်ဖြက်လို့မရတော့တဲ့မရနိုင်တော့တဲ့သူ့ဘဝအတွက်တမိုင်းတစ်ခုကိုဖြစ်လာစေခဲ့ပါတော့အဲ့တော့သူ့အတွက် congratulation ပါ